အားလုံးပဲမင်္ဂလာပါခင်ဗျာရွေးချယ်စရာမရှိတဲ့အခြေအနေမှာတရုတ် EV ကားတွေကိုဝယ်ယူတော့မယ်ဆိုရင်တေချာစစ်ဆေးကြည့်ဖို့လိုအပ်ပါတယ် ဘာပဲပြောပြောတုံးတိုက်တိုက်ကြားကြိုက်ကြိုက်ငါကတော့ EV မှာ EV ပဲဝယ်မယ်ဘတ်ဂျက်ကလည်းတရုတ်ကားပဲတက်နိုင်နေဆိုတဲ့လူတွေအတွက်ဒီဗီဒီယိုကအထောက်ကူပြုမှာပါလက်ရှိအခြေအနေအရမြန်မာနိုင်ငံသားတွေအကျန်းတဝင်မရှိတဲ့မရင်းနှီးတဲ့တရုတ်ကားကုမ္ပဏီတွေဟာမြန်မာနိုင်ငံထဲကိုလှိမ့်လို့ဝင်လာပါတယ်ဝယ်ယူသူတွေအနေဖြင့်တသက်လုံးသုံးလာတဲ့ Toyota, Honda, Nissan တို့လိုဂျပန်ကားတွေရဲ့အထူးအတွေ့အကြုံပြီးတော့တရုတ်ကားတွေကို အသုံးပြုဖို့စဉ်းစားလာရတဲ့ feel လင်ကအဖိုးတန်ကြောက်တလုံးကိုဆွန့်လို့ပြီးတော့မိခဲပြပုံဖြစ်နေတဲ့အရာတခုကိုရှာဖွေနေရတယ်လို့ပါပဲအဖိုးတန်လားအဖိုးမတန်လားဆိုတာဝေပြဖို့တော့လိုအပ်ပါတယ်နောက်ွယ်ကပထမဦးဆုံးအချက်ကတော့တရုတ်ကားကုမ္ပဏီတွေရဲ့ Afra စေစားပစ်လို့ခေါ်တဲ့ရောင်းချပြီးနောက်ပိုင်းတာဝန်ယူမှုပဲဖြစ်ပါတယ်။အသေးဆုံးအနေနဲ့ကိုကဖုန်းတစ်လုံးကိုဝယ်မယ်ဆိုရင်တော့ Brandy ရှိတဲ့ဖုန်း brand ကိုစဉ်းစားမယ်။တစ်ခုခုဖြစ်ရင်အလွယ်တကူပြင်ဆင်လို့ရမယ်။ နာမည်ကောင်းတဲ့ဆိုင်တွေမှာရေးဝယ်ကြမှာပဲမဟုတ်လားဒါကတော့ပုံမှန်သဘောတရားတစ်ခုပါပဲမြန်မာနိုင်ငံထဲကိုဘယ်လိုနီးလန်းတဲ့ဒီကားတွေကို တွင်းလာတာလဲတရားဝင် တွင်းလာတာလားတရားမဝင် နားလေပါရိုက်ပြီးတော့တွင်းလာတာလားရောင်းတဲ့ဆိုင်ရပေးတဲ့စားပေးလောက်ပဲလား authorized dealer အမှန်ကန်ကတွင်းလာတာလား ဒီကားရဲ့ ID ကို website မှာစစ်ဆေးလို့အမှန်ကန်ပြမှာလားနံပါတ်ဘောက်ပေါ်မှာလားဒီကားရဲ့ Afra စီးစားပေးအတွက်ဘယ်လိုပြင်ဆင်ပေးထားလဲဘယ်လိုအထောက်ပံ့တွေရှိမလဲ အပိုပစ္စည်းတွေဘလောက်များများစောင့်ထားမလဲဆိုတဲ့နောက်ဆက်တွဲအရာများစွာကိုရှင်းရှင်းလင်းလင်းမြင်ရဖို့လိုပါတယ်။မင်းကွာကားတစီးဝယ်တာမင်းပြောသလိုစဉ်းစားနေလို့ရှိရင်ပြီးတော့မှမဟုတ်ဘူးလို့ထင်ကောင်းထင်နိုင်ပါတယ်။ဒါမြန်မာနိုင်ငံမှာဝယ်မှာမို့လို့အခုလောက်စဉ်းစားနေရတာပါ။အ ਨੇ ဆုံးထိုင်းနိုင်ငံမှာဝယ်ယူရင် အတော်ကောင်းလျှောက်တက်တာမှာပါ။ဒီလိုကိစ္စတွေအတွက်ထည့်စဉ်းစားနေရတာဝယ်ယူသူအတယောက်အတွက်စိုးရွားလွန်းတဲ့အခြေအနေပါ။ဒါကြောင့်လေနောက်ကြောင်းအေးအေးနဲ့ JDM GDM စကန်တွေကိုပဲမြန်မာပြည်သားတွေဝယ်စည်းနေကြတာပါ GDM တွေဝယ်စည်းရင်အထက်ကပြောခဲ့တာတွေတခုမှစဉ်းစားစရာမလိုပါဘူးဘာမှလည်းမပါပါဘူးပြက်လို့ရှိရင်ကိုယ့်ဘက်သာပြင်ပြင်ရလဲပြဿနာမရှိပါဘူးမြန်မာပြည်မှာ GDM ကားတွေကိုပြင်နိုင်တဲ့လူတွေမှို့လို့ပေါ့နေတော့ဒီဆိုင်မကောင်းရင် နောက်ဆိုင်တခုသွားလိုက်ရုံပါပဲဒီတော့ကိုယ်ပိုက်ဆံလဲစိုက်ရစိတ်လဲဆင်းရဲရမယ်အလုပ်ကိုဘယ်သူမှတခုတကပိုက်ဆံပေးမဝဲခြင်းမဟုတ် ကားဆိုတဲ့အမျိုးဟာစက်ပစ္စည်းဖြစ်လို့အကူကောင်းနေပြီမဲ့ရှက်ရှင်းဆိုးသွားနိုင်ပါတယ်။အခုနောက်ပိုင်းတရုတ်ကားတွေဟာ software application တွေကိုကားတစ်စီးလုံးရဲ့မောင်းနှင်စနစ်အဖြစ်အသုံးပြုထားလို့ကားမှာအသုံးပြုထားတဲ့ဒီ operation system တွေရဲ့တည်ငြိမ်မှုကလည်းအရေးကြီးလာပါတယ်။မဟုတ်လို့ရှိရင် software ပြဿနာတက်တာနဲ့ကားကိုရန်နာထားနိုင်ပါတယ်။မင်းကလေ software တွေရန်ပြောတာပဲလို့ထင်ကောင်းထင်မှာပါ။အစီးတရာရောင်းလို့ကျွန်တော်ပြောသလိုတစည်းပါသွားရင်ပါတဲ့လူကနစ်နာမှာပါ။ဒီလိုကိစ္စတွေအတွက်ကျွမ်းကျင်တဲ့ပညာရှင် င်တွေမြန်မာပြည်မှာရှိနေပြီလား တခုခုဆိုရင်စံတဝါဝါနဲ့ကလီလိုက်လို့အဖေမကန်နိုင်အမေမကန်နိုင်ဖြစ်နေတဲ့ဥရောပကားတွေတောင်အခုဆိုရင်ကြောင်ထိုးထားတာ တောင်းလို့ပုံနေပြီမဟုတ်လားနောက်ထပ်အဓိကပြဿနာကမြန်မာပြည်ရဲ့စီးပွားရေးမကောင်းပွင့်လင်းမြင်သာမှုမရှိဘူးတီတော့ကားကုမ္ပဏီတွေကတကူးတကလာပြီးတော့ရုံကန်းတွေပွင့်စားပစ်စင်တာတွေဖွင့်အကြီးကျယ်ရောင်းနိုင်ဖို့ကလည်းလောဆယ်မမျော်မှန်းနိုင်ဘူးတက်သည့်နားလေတဲ့ပညာရှင်တွေကလည်းမြန်မာပြည်ရဲ့လောကလာစာနဲ့ရောင်းလို့တော့လှဲ့မကြည့်ပါဘူးတက်ရောင်ကဆရာကြီးရဲ့အစင် ပြည်သလိုအဆင်ပြေသလိုလေးပဲလက်တဲ့ဆန်းတာကိုခံနေရအောင်ပါပါအားကိုးစရာလဲသူတို့ပဲရှိတော့လောလောဆယ်မော်လို့တောင်မကြည့်ဝင်ပါဘူးတောင်းတလောက်ပေးပြီးရောပြင်နေရတာတတ်သိပါပဲကားသွင်းတဲ့လူတွေကလည်းလဲသလိုလေးပဲဟိုကတ်ဒီဖားနဲ့တွင်းပြီးရောရောင်းနေရတော့သူတို့အတွက်လဲလွယ်ကူနေမယ်လို့မထင်ပါဘူးကားတင်သွင်းသူတွေကအချုံနဲ့ရောင်းကြမလားစီးပွားရေးသမားတွေကရောင်းရင်းနဲ့သာချုံရင်ချုံသွားမယ်ဘသူကမှတကူးတကအချုံခံမရောက်ပါဘူးတတိယစဉ်းစားစရာနောက်တစ်ခုကတော့တည့်ရ ဲ့တိုင်းပဲတရုတ်ကားကုမ္ပဏီတွေကဈေးကွက်ဝယ်ဈေးရဖို့အပြိုင်ဆိုင် ထုတ်လုပ်ကြပါတယ်။မြန်မြန်ပဲဈေးကွက်တင်ကြတဲ့ R&D Research and Development ဘိုင်းမှာတရားမလုံနိုင်ကြပါဘူး။တရုတ်ကားတစီးရာ prototype လုပ်ပြီးသွားလို့ရှင်ထုတ်လုပ်ဖို့6လပဲကြာပါတယ်။ဂျပန်ကားထုတ်လုပ်ရည်တွေက9နှစ်အချိန်ယူပါတယ်။ဒီတော့ဈေးကွက်မှာတော့နေရာဥလိုက်နိုင်ပြီမဲ့နောက်ွယ်ကအားနည်းချက်တွေများစွာပါဝင်လာကြပါတယ်။အထူးသဖြင့် safely စံချိန်စံညွှန်းတွေနဲ့ မကိုင်းညီတဲ့အနာအဆာအကွဲအက်တွေဖြစ်နေတဲ့ကားတွေအများအပြားပြန့်နှံ့နေတာဥပမာပါပြီးရင်ဝယ်ယူမဲ့သူအနေနဲ့ကိုယ်ဝယ်ယူမဲ့ကားမော်တွေကိုအရင်ဆုံး Crater Reset စစ်ဆေးတင်ပါတယ်တရုတ်ကားတွေလည်းအမှန်ကန်ကောင်းလာတယ်ရှိပါတယ်အထူးသဖြင့်ဥရောပနဲ့အနောက်နိုင်ငံတွေကိုရောင်းတဲ့ Great နဲ့ပေးတဲ့ဝန်ဆောင်မှုတွေဟာအော်ရှားလောက်ပါတယ် Randy အတွင်းမှာပြက်တာနဲ့ချက်ရှင်းဒစီလဲပြီးတာမျိုးအထိဝန်ဆောင်မှုကောင်းပါတယ်မလုပ်လို့လည်းမရပါဘူးဒီနိုင်ငံတွေမှာအမှန်အကန်လောနဲ့တရားစွဲတာပါ ါ။ရှုံးရင်ဒေါ်လာတန်းနဲ့ရှိပြီးတော့နင်နာကြီးပေးရလို့မျက်နှာပြတ်မခံပါဘူး။ဒီလိုဝန်ဆောင်မှုမျိုးကျွန်တော်တို့စီမှာရခြင်းမိပါတယ်။ဒါပေမဲ့ကျွန်တော်တို့နိုင်ငံဟာတရုတ်ကသခင်လို့ခေါ်ရတဲ့အတန်းစားမှာမရှိဘဲနဲ့တရုတ်ကျွန်သားသားဖြစ်နေတဲ့ဘဝတွေဟာခါပါတယ်။ဥပဒေမရှိတာလားအလုံးမလုံးတာလားလူတိုင်းသိမှာပါ။မြန်မာနိုင်ငံမှာပုံမှန်သုံးနေရင် ကားမီးလောင်သွားရင်တရားစွဲလို့ရလား။ကားတိုက်လို့ကားရရလူတွေဝိုင်းရင်တရားစွဲလို့ရလား။ crash တက်အကြောင်းကိုဆက်ပြောကြအောင်။ crash တက်က 刚才我说的是那没细胞。 ကိုယ်ယူမဲ့ခါအတွက်မိမိကိုယ်တိုင်သွားရှာပြီးတော့စစ်ဆေးစေချင်ပါတယ်ဒီ www.aseancap.org ဆိုတဲ့ website ကဒီ ASEAN အတွင်းမှာ ရောင်းတဲ့ကားတွေအတွက်တီးတန်း test ပေးထားလို့မြန်မာပြည်ထဲမှာရောင်းတဲ့ကားတွေတော်တော်များတွေ့ရနိုင်ပါတယ်ဒီလိုထဲမှာတော့မရှိဘူးဆိုလို့ရှိရင်ဥရောပဘက်ကိုပို့တဲ့ကားတွေကိုစစ်ဆေးလို့ရတဲ့ www.euroncap.com လို့ Niyama တက်ပြီးတော့ရှားကြည့်ပါမသေးချာသေးရင် YouTube မှာသွားပြီးတော့ model ကို yay crash တက်လို့နောက်မှရေးပြီးတော့ရှားပါအဲ့လိုရှားလို့မှမတွေ့ရင်တော့မလုထားဘူးလို့ယူဆလို့ဝယ်ယူဖို့မစဉ်းစားသင့်ပါဘူးတချို့တရုတ်ကားကုမ္ပဏီကသူတို့ရဲ့နာမည်ကြီး brand တွေအထူးသဖြင့်အနောက်နိုင်ငံတွေကိုဈေးကွက်တင်တဲ့ကားတွေကိုသာလုံဆောင်ထားကြပါတယ်ကျွန်တော်တို့နိုင်ငံကိုပို့တဲ့ကားတွေကအပြစ်အနာစာတွေပေါ်လို့အမိုက်ပုံးမှပစ်ထားတာကိုအပုံစင်းနဲ့ဝယ်လာပြီးတော့မြန်မာပြည်မှာပြန်ရောင်းလာလေဖြစ်နေမှာဒ ဒါကြောင့်ကားစီးဝယ်ရင်သူ့တက် registration လုပ်ထားတဲ့ ID ကိုစစ်ပါလို့ပြောတာပါကျွန်တော်တို့နိုင်ငံမှာအခုခေတ်ဆားနေတဲ့ export export အထည်ဆိုင်တွေလို့ပါပဲပုံမှန်ကြည့်ရင်တော့အရန်တန်တဲ့ဈေးနဲ့ brand တွေကိုရတယ်တေချာကြည့်လိုက်တော့မှချုပ်ရိုးတွေကမကောင်းတာအပေါက်တွေပါနေတာဘောင်းမီဈေးကအသေးပိတ်ထားတာစသဖြင့်မျိုးစုံကြုံရနိုင်ပါတယ်အခုဆိုရင်တရုတ်ကားတွေကိုဘာတစ်စိမ့်မှမပါဘဲနဲ့ပုံစံတူတွေမှားလို့ရနေပါပြီမြန်မာက ရောင်းချသူတွေရော ော့အခုလိုမျိုးမလုံနိုင်ဘူးလို့ပြောမင်းရပါဘူး grade D shot အပုံတွေကနေတွားောက်ပြီးရောင်းတာမဖြစ်နိုင်ဘူးလို့မပြောနိုင်ပါဘူးဒီတော့မှန်ကန်မှုရှိမရှိကိုတေးချာတစ်သက်တေးချာအောင်စစ်ဆေးဖို့ကဝယ်ယူသူတွေရဲ့အလုပ်ပါဆယ်စီးလောက်အမှန်တွင်းပြီးရောအစီးတရာလောက်ဂျင်းထဲရောင်းနေတာတွေကဒီခေတ်ကြီးမှာလက်တွေ့ပါပဲ ။နောက်ပြဿနာတစ်ခုကတော့ဘက်ထရီပါ။စံချိန်စံညွှန်းနဲ့အညီထုတ်လုပ်ထားတဲ့ဘက်ထရီဖြစ်ရလား။ပုံမှန် industry ရဲ့ stand နဲ့အမခန်ကတော့ EV တစ်စီးကိုဘက်ထရီအတွက်၈နှစ်ဒါမှမဟုတ်မိုင်တသိန်းအမခန်ပေးပါတယ်။ဒီ၈နှစ်သို့မဟုတ်မိုင်တသိန်းသုံးပြရအောင်မှဘက်ထရီက80ရာခိုင်နှုန်း အလုံးလုံးနေရမှာဖြစ်ပါတယ်တကယ်လို့ဒီမတိုင်ရင်ချစ်စက်ရာခိုင်နှုန်းထက်နည်းနေရင်တော့ကုမ္ပဏီကပေးတဲ့အမခန်အကျုံးဝင်ပြီးတော့ကုမ္ပဏီကဘက်ထရီအလကားလဲလှယ်ခွင့်ရရှိနိုင်မှာပါဒီလိုစားဖြစ်မျိုးပေးထားလားတေချာရည်လားဝယ်သူကတေချာမေးရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဝယ်ယူလိုက်တဲ့ထဲကမကောင်းတဲ့အသုံးပြုပြီးသားဘက်ထရီတွေထည့်ထားတာလည်းဖြစ်နိုင်ပြန်ပါတယ်အင်တာနက်မှာတွေ့မှာပါတရုတ်ကကားသင်းချိုင်းမှာများစွာသောကားတွေရပ်ထားပြီးတော့ဒီကားတွေထဲကများအသုံးပြုပြီးသား ဘက်တရီတွေကိုထည့်ထားတာလည်းဖြစ်နိုင်ပါတယ်အလက်ကားတော့ပုံမှန်ဈေးမရှိနိုင်ပါဘူးဒီတော့ဘက်တရီနဲ့ပတ်သက်ပြီးတော့ဘယ်လိုစစ်ဆေးကြမလဲဒီကိကြီးမှာကိုယ်ပါသားပစ္စည်းတက်ပြီးတော့ဘက်တရီစာတီဖီကိတ်တွေထုတ်လို့ရနေပါပြီဖြစ်နိုင်ရင်အခုလိုစာပစ်တွေကိုလုတ်ပေးနိုင်တဲ့ဘက်တရီစာတီဖီကေးရှင်းစာပစ်တစ်ခုလောက်မြန်မာပြည်မှာထောင်ထားနိုင်ရင်အကျိုးမြတ်ရရှိနိုင်ပါဒီလိုစာပစ်နဲ့ဆိုရင် EB အဟောင်းပဲဖြစ်ဖြစ်အစ်စ်ပဲဖြစ်ဖြစ်ရောင်းချတဲ့အခါအာမခံချက်တစ်ခုလိုဖြစ်စေလို့ရောင်းသူဝ ွယ်သူနှစ်ဦးလုံးအကျိုးရှိစီမှာပါနမူနာအားဖြင့် AVIOLL Talk ခွန်ကတပိုက်တစ်ခုဝယ်ပြီးတော့တခါစစ်ပြီးတိုင်းတီးကြတီးကြတဲ့ certificate ကိုရရှိမှာဖြစ်လို့ EB ရောင်းချသူတွေဝယ်ယူထားပြီး certificate ထုတ်ထားခြင်းဟာဝယ်ယူသူတွေရဲ့ယုံကြည်မှုကိုရရှိစေမှာပါတခြားစစ်ဆေးနိုင်တဲ့ tool တွေတပိုက်တွေအများကြီးရှိပြီးတော့တင့်လို့တဲ့အမျိုးအစားကိုရွေးချယ်ဝယ်ယူပြီးတော့ သုံးနိုင်စေပါတယ်။ဆိုရင်ဇာနောက်ထပ်တစ်ခုကတော့ China EV ကားတွေရဲ့မီးလောင်လွဲတဲ့ပြဿနာတဖြည်းဖြည်းတိုးလို့လာနေပါတယ်။တရုတ်အရေးပေါ်ဌာနရဲ့ထုတ်ပြန်ချက်အရတနေ့ကိုပြားမြအပြင် EV ရှစ်စီးလောင်မီးလောင်နေရပါ။အထူးသဖြင့်အားသွင်းနေတဲ့အချိန်မှာ lithium battery ကပုံမှန်အလုံးမလုံးတော့ပဲနဲ့မီးလောင်ခြင်းကိုချစ်စီတာများပါတယ်။တေချာစစ်စစ်ချက်တွေကတချို့သောကားတွေက circuit design အနည်းငယ်မှားယုံမှုကနေပြီးတော့ဖြစ်တာလို့တွေ့ရပြီးတော့တခြားများစွာသောမီးလောင်မှုတွေကတော့ ေချာမတိနိုင်သေးပေမဲ့အဓိကကတော့ထုတ်လုပ်မှုလုပ်ငန်းတွေမှာစစ်ဆေးနိုင်မှုအားနည်းချက်တူကြောင့်အမားအယွန်းတွေကနေအခုတို့ဖြစ်ရတယ်လို့ယူဆကြပါတယ်ထုတ်လုပ်သူတွေရဲ့တိကျတေချာမှုမရှိခြင်းဟာ EV ကားတွေမှာတော့ကြီးမားတဲ့ပေးဆက်မှုကိုဖြစ်ပေါ်စေပါတယ်ဒီအချက်ကလည်း EV ကားအသုံးပြုသူတွေအတွက်ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေပြီးတော့ EV ကားထုတ်လုပ်သူတွေအနေနဲ့ဘယ်လိုအားမခံချက်မျိုးတွေပြီးနေပါစေ ဖြစ်သွားရင်တော့လူအသက်ကိုပြန်လည်ရရှိအောင်ဆွမ်းဆောင်နိုင်မှာမဟုတ်ပါဘူးမြန်မာနိုင်ငံရဲ့လက်ရှိမီအား တည်ငြိမ်မှုမရှိခြင်းနဲ့အမ်ပီယာအတက်အကျများတဲ့အနေအထားမှာတာလို့တော့ဖြစ်နိုင်ပါတယ်။နောက်ထပ်ဘက်ထရီနဲ့ပတ်သက်ပြီးတော့စိုးရိမ်စရာတစ်ခုကတော့ကားတိုက်မှုဖြစ်တာနဲ့မီးလောင်လွယ်တဲ့ကိစ္စပဲဖြစ်ပါတယ်။တရုတ်အစိုးရက EV ထုတ်လုပ်သူတွေအနေနဲ့30မိုင်နှုန်းနဲ့သွားပြီးတော့ကားတိုက်မှုဖြစ်ရင်မိနစ်30အတွင်းမီးမလောင်အောင်လှုပ်ဆောင်ထားဖို့တတ်မှတ်ခဲ့ပေမဲ့ဒီစတန်နက်ကိုကားထုတ်လုပ်သူတိုင်းကလိုက်နာနိုင်ခြင်းမရှိသေးပါဘူး။ EV ကအက်ဆီဂျင်ဖြစ်ရင်ဒဘူပေါ်နှစ်ဘူးဆင့်လို့မီး ီးလောင်ရင်တခါတည်းကိစ္စတုံးသွားနိုင်ပါတယ်ပြီးတော့အခုလို accident ဖြစ်ရင်တရုတ် EV ကားတွေရဲ့တကားတွေကလုံးဝလောချသွားပြီးတော့ဖွင့်မရတဲ့ပြဿနာတွေနဲ့လည်းကြုံတွေ့နေရလို့အဆင်ပြေပါစီလို့ပဲပြောပြရစီ တရုတ် EV ကားကုမ္ပဏီတွေကသူများနဲ့ပြိုင်ဆိုင်ပြီးဈေးကွက်မှာအောက်ဈေးနဲ့တကဘာလုံးကိုပတ်ရောင်းနေတာလူတိုင်းသိပါသူတို့အခုလိုရောင်းနိုင်ဖို့အတွက်ရွှေတာရည်များစွာလှုံ့ဆော်ရပါတယ်ဒီထက်ကတစ်ခုကတော့ကားရဲ့ body frame ရဲ့ကြန့်ခိုင်မှုဟာစကားပြောစရာဖြစ်လာခဲ့ပါတယ်ဥရောပမှာတော့ Li Auto 1 SUV ရဲ့ဂျင်တိုက်မှုတစ်ခုဟာ လိုက်ပါလာသူ၄ဦးစလုံးကိုတိတ်ဆုံးစေခဲ့ပြီးတော့ဒီပြည့်ရက်ခါတရုတ် EV ကားလိုကကိုထိုးနှက်မှုများစွာဖြစ်စေပါတယ်တရုတ် EV ကားထုတ်လုပ်သူတွေရဲ့ကားတိဆောက်မှုအကြီးသေးဟာမေကွန်းတပ်ဖွဲ့ဖြစ်စေခဲ့ဒီတော့အထိုက်အခိုက်ရှိရင် EV ကားပိုင်ရှင်တွေအနေနဲ့ပေးဆက်ရမှုများနိုင်ပြီးတော့အတက်နိုင်ဆုံးရင်တိုင်းမှုဖြစ်အောင်မောင်းနှင်ဖို့အရေးကြီးပါတယ်ဥရောပကားတွေဆိုရင်ရင်တိုင်းမှုဖြစ်လေအသက်အနေရဲ့အတွက်အရန်ပူပင်စရာမလိုဘဲနဲ့လုံခြုံစိတ်ချရတယ်ဆိုတဲ့မျိုးကိုခံစားရစီနိုင်ပေမဲ့တရုတ် က္ခပိုင်ရှင်တွေအတွက်ကတော့ဖျားတနေရမှာပါ application တွေကိုတွင်ကျဲစွာအသုံးပြုထားခြင်းနောက်ပိုင်းမှာတော့မိမိတို့ရဲ့အချက်အလက်လုံခြုံရေးတွေအတွက်လည်းစိုးရိမ်စရာတစ်ခုပါပဲအနည်းချုပ်ပြောရရင်တော့တရုတ် EV ကားတွေဟာဈေးကွက်မှာစမ်းသစ်တီထွင်မှုဈေးနှုန်းရှုသာမှုနဲ့လူတွေအတွက် eco friendly ဖြစ်စေပေမဲ့တခြားတစ်ဖက်မှာတော့အသုံးပြုသူတွေရဲ့ safety လုံခြုံရေးအသက်အန္တရာယ်တို့အတွက်စိုးရိမ်ရတဲ့အခြေအနေတွေရှိနေပါသေးတယ် အတက်ကပြောခဲ့တဲ့ကိစ္စတွေမှာအထိုက်အလျောက်စစ်ဆေးချောင်ရှားနိုင်မယ်ဆိုရင်တော့တရုတ်အီဗီကားတွေဟာစိတ်ချမ်းသာမှုအပြည့်အဝပေးနိုင်မယ်လို့ယုံကြည်ပါတယ်။လူချင်းမင်းတို့ရဲ့အမြင်လေးတွေကိုမျှဝေပေးစီခြင်းပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။